မြလာလီပွဲစဉ်ကတော့ဒါနားဝါတာပေါ့နော်ဂျာတော့ international break 3ချိန်ပြောက်ဝင်တာအခုကဒါစနေနေ့ညမှာဒါဘန်လီရဲ့အသင်းအိမ်ခွဲမှာချက်စီးတင်းနဲ့ဒါကစားရမယ်ည9:00နာရီဘန်လီကတော့တန်တက်ထဲမှာပေါ့နော်ဒီရာဒီရမှတ်ဆယ်မှတ်ရထားတယ်ပေါ့စတပွဲကစားကြီးမှာရမှတ်ဆယ်မှတ်ဆိုတော့တန်းစင်းဆုံးအန်ရဲ့ရှိနေတဲ့အသင်းတော်တော်လေးကိုဒီပွဲကအရေးကြီးတယ်ချက်စီးရဲ့လက်ရှိ current form ကလည်းယုံကြည်မှုတော်တော်လေးကောင်းနေပြီးတော့နောက်ဆုံးနှစ်ပွဲဆက်လည်းနိုင်ထားတယ်လူငယ်တွေလည်းခြေစွမ်းပြနေဆိုတော့ဒီပွဲကချက်စီးအတွက်ဟိုအမှတ်ပေးစရာထိပ်ပိုင်းကအသင်းကိုဘယ်လောက်ထိ ထက်ချက်မကွာဖီအားပေးနိုင်မလဲဆိုတာလည်းအဆန်သက်ခါမယ်ပွဲလို့ထင်တယ်။တို့တာတကယ်ချန်ပီယံပြေးလမ်းကြောင်းလေးကိုဝင်ကျင်နေဆိုတော့ဒီမဖြစ်မနေဒီဘန်လေးလို့အသိမျိုးတော့အနိုင်ရရှိဖို့လိုတယ်။ဆိုကာဟာပရိသတ်များအလုံးပဲမင်္ဂလာပါ။ဒီနေ့စီစဉ်လေးကိုတော့ 1H ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်။ပိတ်သက်တွေတဲကဘောလုံးနဲ့အာကစားနည်းတွေကိုရင်ခုန်ကျင်တဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ကိုဒေါင်းလုပ်ရယူပြီး promo code 1soccer house နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်။ ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းတီးပြလိုက်ပါသည်။ Cyber Game နဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။ဆော့ကဟုတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ဒါပရီးမီးယားလိပွဲစဉ်ဆက်နှစ်ရဲ့ဒါအစောဆုံးပွဲစဉ်ဖြစ်ရှင်ပြိုင်ကစားမဲ့ဒါဘန်လီအသင်းနဲ့ချက်စီတင်းတို့ရဲ့ပွဲစဉ်အကြောင်းလေးကိုကျွန်တော်တို့တုံ့သက်ပေးဖို့ရှိပါတယ်ဒီစဉ်မှာတော့ကျွန်တော်နဲ့အတူကိုစိုးကြီးကပါဝင်ပြီးတော့တုံ့သက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကိုစိုးကြီးမင်္ဂလာပါညီဟုတ်ကဲ့ဒါပရီးမီးယားလိပွဲစဉ်ကတော့ဒါနားဝါတာပေါ့နော်ဂျာတော့ international break 3ချိန်ပြောက်ဝင်တာအခုကဒီဟာစနေနေ့ညမှာဒါဘန်လီရဲ့အသင်းရဲ့အိမ်ခွဲမှာချက်စီတင်းနဲ့ဒါကစားရမယ်ည9:00နာရီဒီပွဲအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒါ generally အခြေအနေလေးကိုဒါကိုစိုးကြီးနေတုံ့သက်ပေးပါဦးခင်ဗျာ ်ဟုတ်ကဲ့ပါဒါဘန်လီကတော့တန်တက်ထဲမှာပေါ့နော်ဒီရာဒီရမှတ်ဆယ်မှတ်ရထားတယ်ပေါ့စတဝဲကစားကြီးမှာရမှတ်ဆယ်မှတ်ဆိုတော့တန်းစင်းဆုံးအန်ရဲ့ရှိနေတဲ့အသင်းပေါ့လောလောဆယ်မှာလည်းတန်းစင်းဆုံးရဲ့အထက်စစ်စက်ခွန်မှာကက်လေရက်တည်နေတယ်ဆိုတော့တော်တော်လေးဟိုရုံးကန့်ရအောင်မဲ့အနေထားလက်ကျန်ရာဒီတွေမှာသူတို့ပိုပြီးဒီထက်ခက်ခဲတဲ့အနေထားကြီးဆက်ပြီးတော့ကြုံတွေ့ရနိုင်တယ်လောလောဆယ်မှာတော့တန်းစင်းဆုံးထဲမှာဝူဗန်ဟန်တန်တသင်းရတော့တန်းစင်းရမဲ့လက္ခဏာအများဆုံးပေါ့နော်ကျန်တဲ့အသင်းတွေက10မှတ်17မှတ်16မှတ်14မှတ်နယူကာဆယ်လောက်ထိကတန်းစင်းအန်ရဲ့ ရင်ဆိုင်နေရတယ်ဆိုတော့တပွဲနိုင်လိုက်တာနဲ့ရက်တည်မှုတွေအများကြီးအပြောင်းလဲဖြစ်သွားနိုင်တယ်ဆိုတော့တကယ်လို့ဒါဟိုဗန်လီအတွက်လည်းအရေးကြီးတယ်ပဲပါတစ်ဖက်မှာလည်းချဲစီကဒီဘွဲကဒီတစ်ဘက်ရဲ့အစောဆုံးဘွဲလည်းဖြစ်တယ်ပြိုင်ဘက်အသင်းတွေကနည်းနည်းပိုပြီးခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်နေရအထူးသဖြင့်အာဆင်နယ်ဆိုရင်လန်ဒန်ဒါဘီစပါးနဲ့ရင်ဆိုင်နေရတယ်မန်စီးတီးဆိုအဝေးဘက်မှာနျူကာဆယ်နဲ့ကစားမယ်ဆိုကိုကအစောဆုံးကစားပြီးတော့နိုင်ဘွဲရထားမယ်ဆိုရင်ဒီအပေါ်ကအာဆင်နယ်နဲ့ရမှတ်၃မှတ်กว่าအထိ PR ပေးနိုင်မယ့်အနေအထားဆိုတော်တော်လေးကိုဒီပွဲကအရေးကြီးတယ်။ Chelsea ရဲ့လက်ရှိ current form ကလည်းယုံကြည်မှုတော်တော်လေးကောင်းနေပြီးတော့နောက်ဆုံးနှစ်ပွဲဆက်လည်းနိုင်ထားတယ်။လူငယ်တွေလည်းခြေစွမ်းပြနေဆိုတော့ဒီပွဲက Chelsea အတွက်ဟိုအမှတ်ပေးစရာထိပ်ပိုင်းကအသင်းကိုဘယ်လောက်ထိထက်ချက်မကွာ PR ပေးနိုင်မလဲဆိုတာလည်းအဆန်သက်ခံရမယ့်ပွဲလို့ထင်တယ်။အဟုတ်ပါတယ်ကိုစိုးကြီး။ဒါ Chelsea ဆိုရင်ဒါကျွန်တော်တို့ကဒီ champion ပြေးလမ်းကြောင်းလေးကိုကျွန်တော်ထည့်ပြီးတိတ်ပြီးတော့ထည့်ပြီးပြောပြတဲ့အသင်းပေါ့နော်။ဒါမဲ့ तू တိုးတိုးလေးကိုဒီတိုးတိုးလေးနဲ့ဒီ အာဆင်နယ်မန်စီးတီးရဲ့အနောက်ကိုသူရောက်လာတယ်ဒီဘယ်သူမှလည်းသတိမထားမိဘူးပေါ့နော်ဒီကြည့်လိုက်တော့လေဒါချက်စီးကဒီရာသီမှာအသင်းကြီးအင်းထဲမှာဒါရက်လက်ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်သူတို့စပါးကိုလည်းနိုင်တယ်လီဗာပူးကိုလည်းနိုင်တယ်သူတို့ဒီယူနိုက်တက်ကိုတော့ဒါဆော့စီတယောက် ထုတ်ခံပြီးတော့သူတို့ရှုံးနေခဲ့တယ်ပေါ့နော်ဒါပေမဲ့ကြည့်လိုက်တော့ Chelsea အမှတ်ရတာတွေကဒီအသင်းသေးလေးနေမှာသွားပြီးဖြစ်နေအောင်ပေါ့နော်လက်လက်သင်းလေးတွေပေါ့နော်ဒီဒီ Bradford ကိုတည်ကြတယ် Brighton နဲ့အမှတ်ရတယ် Sunderland နဲ့အမှတ်ရတယ်ဒီလိုပုံစံမျိုးလေးဆိုတော့သူတို့ဒါတကယ် Champion ပြေးလည်ချောင်းလေးကိုဝင်ကျင်နေဆိုတော့ဒီမဖြစ်မနေဒီဘန်လေးလိုအသင်းမျိုးကိုတော့အနိုင်ရရှိဖို့လိုတယ်ဆိုတော့ဒါ Chelsea အနေနဲ့ဒီဘန်လေးအသင်းရဲ့ဒီကြစ်လိုက်တဲ့ခံစားကိုထိုးဖောက်ဖို့ဆိုရင်ဘယ်လိုဒီပြင်ဆင်လာမယ်လို့ထင်ပါလဲကိုစိုးကြီးဟုတ်ပါတယ် Chelsea ကဒီရသည်ရမှတ်20ရထားမှာအင်ကွင်းရမှတ်10မှတ်အဝေးကွင်းရမှတ်10မှတ် ဟိုရောက်မှတ်ရထားတယ်ကျွန်တော်အတူပဲဒါမဲ့အဝေးကွင်းမှာကတပွဲပူကစားတာ6ပွဲကစားထားတဲ့ဒီအိမ်ကွင်းမှာတို့ဒါအဝေးကွင်းမှာ9ပွဲပဲကစားထားအိမ်ကွင်းမှာ6ပွဲဆိုတော့အဝေးကွင်းနဲ့နည်းနည်းလေးပူပြီးတော့စွမ်းဆောင်ပြီးပိုကောင်းတယ်လို့ပြောရတယ်။အထူးသဖြင့်အဝေးကွင်းမှာတို့ရဲ့တိုက်စကပိုပြီးအလုပ်ဖြစ်တယ်။အိမ်ကွင်းမှာဒီယာဒီကစားထားတဲ့ဒါ6ပွဲမှာဆိုရင်အတွင်းကို6ဂိုးလောက်ပဲရတယ်။အဝေးကွင်းမှာအတွင်းကို9ပွဲမှာ12ဂိုးဆိုအဝေးကွင်းမှာပိုပြီးတော့တို့ရဲ့စွမ်းဆောင်ပြီးပိုကောင်းတယ်ဖြစ်နေ။ပြီးတော့ဒီ Chelsea ကိုယ်တိုင်ကဒီယာဒီမှာဒါဘောလုံးပိုင်ဆိုင်မှုတော်တော်လေးအသာပေးပြီးကစားတဲ့အထက်မှာပါတယ်။ မန်စီးတီးဆိုရင်တော်တော်ကြီးဘောလုံးပိုက်ဆိုင်မှု short ချလိုက်တဲ့အချိန်မှာချက်စီးတို့လေဝါဘူးတို့ကဘောလုံးကင်ထားဆဲပဲတိုင်ဘက်ကိုဟိုဘောလုံးကင်ပြီးတော့ဒီ present sequence နေနဲ့ကစားတဲ့ထဲမှာချက်စီးကတော်တော်လေးအားကောင်းတယ်ပြီးတော့သူတို့ရဲ့လူငယ်တွေကလည်းယုံကြည်မှုမြင့်တက်နေပါတော့ဒါပေမဲ့ဒဏ်ရာပြဿနာလေးတချို့တော့ရှိနေသေးတယ်အတင်းရဲ့အဓိကစားသမားတွေမှာဒါပါမာတို့ပြန်မလာနိုင်သေးဘူး levy cover တို့လည်းမလာနိုင်သေးဘူးဒါ anzo တို့ netto တို့ကတော့ဒဏ်ရာပြဿနာရှိရဆိုမြဒီဘက်မှာအခြေမီပြန်ပါလာမယ့်လက္ခဏာရှိရဆိုတော့အရန်ကြီးစိုးရိမ်စရာမရှိဘူးသူတို့ရဲ့ပုံစံအတိုင်းပဲဒီဘက်က ပွဲကို control လုပ်ပြီးတော့ချက်စီရတော့ကစားပါအောင်ဟုတ်ကဲ့ပါကစိုးကြီးဒီအဲ့တော့ဒီဘန်လီအသင်းဘက်ကိုတစ်ချက်ကြည့်မယ်ပေါ့လေဒီဘန်လီအသင်းကတော့ဒီအသင်းကြီးအနေနဲ့တွေ့တဲ့ပွဲမှာဆိုရင်ကျွန်တော်ကျွန်တော်သတိထားမိလောက်ဆိုဒါ5 back 3တာကိုတွေ့ရတယ်ပေါ့နော်ဒီကွင်းလယ်ရလူဒီတိုက်ဆက်မှုတရားမညာတောင်မန်းဒီကစားသမားကိုချီ6တာကိုရှော့ပြီးတော့ဒီခန်စတန်မှာလော်ရန်ကိုဒီ၃ယောက်တွေ့ခန်စဲပေါ့နော်ဒီပြောမယ်ဆိုတော့၅ယောက်ပေါ့ဒီဝေါ်ကာရယ်လော်ရန်ရယ်အဲဒီဘက်ကတူနယ်ဇီဗီရယ် အဲအဲ့လိုပုံစံမျိုး STV ပေါ့နော် STV ရဲ့ကစားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတာဒါဘန်လျာရောဒီပွဲမှာဘလို့ခင်းချင်းနဲ့ပွဲထွက်လာနိုင်လေဒီ5ဘတ်နဲ့ရောပွဲထွက်လာနိုင်တာဒါလေးကိုလည်းကိုစိုးကြီးမြင်လေးတုံးသက်ပေးပါဦးမှန်ပါတယ်ဘန်လေးကအသင်းကြီးတွေနဲ့ဒီယာဒီမှာရုံးကန်ထားရတယ်ပေါ့နော်ယာဒီအဖွဲ့မှာစပါကိုသူတို့ကိုပြတ်ရှုံးတယ်ဒီနောက်ပိုင်းမှာဆိုရင်အာဆင်နယ်ကိုရှုံးတယ်မန်စီးတီးကိုလည်း9ဂိုးလောက်ရှုံးထားတယ်အသင်းကြီးတွေနဲ့တွေ့ရင်တော့ဘန်လေးကရှင်ကစားဖို့မလွယ်သေးဘူးပြီးတော့သူတို့ရဲ့ခန်းစစ်ကြောင်းကလည်းချန်ပီယံရှစ်မှာတော့တကယ်ထိတ်တန်းအဆင့် level တော်တော်လေးကြစ်လက်တဲ့အသင်းလို့သတ်မှတ်ခဲ့ကြမယ်ပရီးမီးယားလိ level နဲ့ကြတော့လိုအပ်ချက်တော်တော်လေး ဒီသင်းမှာလည်းရှိနေသေးရယ်ဆိုတာသွားတွေ့ရဒါပေမဲ့တခုရှိတာပန်လေးကသူ့အိမ်ကွင်းမှာကြာရင်ဟိုဘယ်လိုကမကစားပုံချစ်လက်တယ်ဂိုးလဲသူတို့ကအများကြီးမသွင်းဘူးပေးကိုလည်းအများကြီးမရှိဘူးသူ့အိမ်ကွင်းမှာဒီဟာဒီကစားထားတဲ့ငါးဘွဲလောက်မှာဆိုအပြန်လန်သွင်းကိုက6ကိုလောက်ပဲရှိရယ်ဆိုတော့အိမ်ကွင်းရောက်ရင်တော့နည်းနည်းကစားပုံချစ်လက်တယ်ပေါ့နော်အဲ့လိုအဲ့လားလေးတော့တွေ့ရတယ်သူ့အိမ်ကွင်းမှာဆိုရင်ဒါလီဗာပူးလိုအသင်းတော်ကနောက်ဆုံးအချိန်ထိခံခဲ့ပြီးမှဒါနောက်ကျပနယ်တီနဲ့သူတို့ရှုံထားဆိုမစိုးလာဘူးလို့ပြောလို့ရတယ်အိမ်ကွင်းတရားဒီငါးဘွဲကစားထားမှာနှစ်ဘွဲနိုင်တစ်ဘွဲတည်းနှစ်ဘွဲရှုံဒီဟာဒီရမဆက်မထဲမှာ ခုနှစ်ဘက်ကသူ့အိမ်ကမှယူထားရဆိုညီလေးပြောသလိုပဲအသင်းကြီးနဲ့တွေ့ရင်တော့သူတို့ကိုယ်တိုင်ဒီခန်းစစ်ကိုပို့ပြီးလုံချောင်းအောင်ကွန်းလက်ကိုပို့ပြီးမာကျော်အောင်ဖိုက်ဘက်နဲ့သွားတာမျိုးလည်းဖြစ်နိုင်တယ်541ဒါမှမဟုတ်ရင်451ပုံစံမျိုးနဲ့ကစားလိမ့်မယ်သူတို့မှာတော့တိုက်စစ်ပိုင်းအတွက်စောင့်ကြည့်စီရင်စရာဆိုလို့ဘေချန်းကဒီအန်တိုနီရဲ့မြန်နှုံးနဲ့ပြိုင်ဘက်ကိုတစ်ချက်ကောင်းပါတော့ထိုးဖောက်တဲ့အပိုင်းလေးတွေရှိမယ်ပြီးတော့အဲ့သူ့ရဲ့နောက်မှာဟတ်မန်လို့ cross body ကစားနိုင်တယ်ပေးနိုင်တယ်ကစားသမားမျိုးရှိတယ်ဒါလောက်ပဲရှိမှာဂျန်နာကကွန်းလက်မှာဝါရင်အသင်းကောင်းဆောင် George Gulland တို့ ဒါပြီးရင်အိုဂိုချူဂူလို့လို့ပြီးတော့ဖလော်ရင်တိုလူးဝစ်တိုလို့အဲ6နာရီတောင်ဒီဘက်မှာထည့်တော့ရင်တော့မှာ6နာရီလဲကွန်းလေကိုပူပေါင်းပြီးကစားနိုင်တယ်ကွန်းလေမာကျော်မှုနဲ့ချယ်ဆီရဲ့ကွန်းလေကိုဒါဖြတ်တောက်ပြီးတော့ဗောနော်ခန်းစစ်မှာလိုဘလော့ပုံစံမျိုးမစ်ဘလော့ပုံစံမျိုးနဲ့ခန်းစစ်ကိုနှစ်ထပ်ထက်ပြီးတော့ကစားလိုက်မယ်သူတို့ဘက်ကဂိုးရဖို့ဆိုတာထက်ကိုသူတို့ဂိုးစမပေးအောင်အဲ့လိုပုံစံမျိုးနဲ့ပဲနီးပါစကော့ဘတ်ကတော့ပြင်ဆင်လာမှတင် ဟုတ်ပါတယ်ဒီဘန်လီကိုချက်ကြည့်လိုက်တော့လေဒါပြီးခဲ့တဲ့ຢာဒီမှာဆိုဒါလီနဲ့အတူပေါ့နော်အမှတ်တရာရှာခဲ့တဲ့အသင်းပဲပေါ့နော်ဒါပြီးတော့ဒီနှွေမှာလည်းခွေမှုကောင်းတွေကိုပြုလုပ်ထားတယ်ဒီဘုံမောက်ကအန်တိုနီတို့ဒီတို့ဒီဘန်ဖီကာကနေအငှားနဲ့ခွေထားတဲ့ဒီဖလော်ရန်တီနိုလူဝစ်ဆိုလေဒါလွန်ခဲ့တဲ့200ရာဒီ300ရာဒီလောက်ကဆိုတော်တော်လေးကို market value ပြင်းတဲ့ကစကွင်းလေကစားသမားပေါ့နော်ဒီလူကစားသမားမျိုးကိုအရာခေါ်ထားတယ်ပြီးတော့ဒီဖီယန်နောကနေပြီးတော့ဒီဟတ်မန်လို့အခုဟတ်မန်ဆိုလေဒါဘန်လီမှာတော်တော်လေးရှေ့ဆန်းပြလာလာကောင်းကြီးရှိကြပါတော့ဒီလူကစားသမားတွေခေါ်ထားတယ်ဆိုတော့ ဒါဒီအစမှာတော့ဒီစကော့ပါကာရဲ့အသင်းကတော်တော်လေးကိုအထင်ကြီးစရာကောင်းခဲ့တယ်ဆိုပေမဲ့ဒီအသင်းကြီးရဲ့နဲ့ရလက်ဒီမှာတော့သူတော်တော်လေးကိုအချိန်ကြီးဆိုးတယ်ပေါ့နော်လီဗာပူးသသင်းလောက်ကိုပဲသူကောင်းကောင်းလေးခံခံနိုင်ခဲ့တာဒါပေမဲ့အပွဲမှာလည်းသူတို့ဒီဟန်နီဘဲရဲ့ဒီလက်ထီဘောနဲ့နောက်ကျမဲ့ရှုံးနှိမ်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီအာဆင်နယ်ကိုသူ၉ပြတ်ရှုံးတယ်မန်စီးတီးကို၉ပြတ်ရှုံးတယ်ဒီစပါးကိုရှုံးတယ်ယူနိုက်တက်ကိုလည်းဒီနောက်ကျပနက်တီနဲ့ရှုံးနှိမ်ထားတယ်ဆိုတော့ဒါဒီယာဒီရဲ့သူနောက်ဆုံးအသင်းကြီးပေါ့နော်ဒါပြောမဲ့သူချက်စီးနဲ့တွေ့ရမယ်ပေါ့အဲ့တော့အနေထားမျိုးမှာဒါဘန်လီကိုကျွန်တော်တို့ကြည့်လိုက်တော့ဘန်လီကဒီ low block မှာတော်တော်လေးအားကောင်းတဲ့အသင်းပေါ့နော်ဒီ5 back ပဲကစားကစား4 back ပဲကစားကစားသူတို့ဒီ box ရဲ့ head space area တွေကိုတော်တော်လေးကိုကြည့်လိုက်အောင်ကစားထားတာကိုတွေ့ရတယ်။ဟို Chelsea ဘက်ကိုကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်ကြတယ် Chelsea ကဒီ central progression ပေါ့နော်ဒီကွင်းလေကနေသွားတယ်ကိုကူရီလာကိုရီယာတို့ကကွင်းလေကိုတက်ပေါင်းတယ်ဒီ Anzo တို့ကတက်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေဒီလိုပုံစံမျိုးမှာဆိုဒါ Chelsea ကဒီပြောမှာဆိုဒီ Burnley ရဲ့ low block ကိုထိုးဖောက်ဖို့နော်ဒီ box ထဲမှာကစားသမားတွေအများကြီးရှိနေမြဲဒီ low block ကိုထိုးဖောက်ဖို့ဆိုချက်စီကဘလို့အခင်းချင်းနဲ့ကွက်ထွက်လာမယ်လို့ မြင်မိပါတယ်ကိုဆိုဒီပွဲမှာတော့ပြီးခဲ့တဲ့နောက်ဆုံး Wolverhampton နဲ့ပွဲမှာ Chelsea ကစားသွားတာတော်တော်လေးကိုကောင်းတာအဲ့ပွဲမှာဂိုးပြတ်ခြေပြတ်နဲ့ကိုကစားသွားခဲ့တာပြိုင်ဘက်ကသူ့ကိုဘောက်တဲ့ကံကြတစ်ချိန်မှလည်းမလုံနိုင်ခဲ့ဘူးသုံးချိန်ပဲခွင့်ပြုထားတယ်သူတို့ကိုယ်တိုင်ကပြိုင်ဘက်ကိုကြတော့ Dresser ကိုဖိအားပေးပြီးတော့ဂိုးဘောက်တဲ့ကံကြဒါအဲ့ပွဲမှာ၈ချိန်လောက်ရှိမယ်အဲ့ဒါမှာဘေးချမ်းက၆ချိန်လောက်ရှိတယ်ပွဲကိုအလုံးစုံလွှမ်းမိုးပြီးတော့ကစားသွားတာဘလုံးပိုင်ဆိုင်မှုဆို64ရာခိုင်နှုန်းလောက်ယူသွားဆိုတော့ပြိုင်ဘက်အသင်းငယ်နဲ့တွင် Chelsea ကသူတို့လိုချင်တဲ့ဒီကစားပုံတွေကိုအံဝင်အောင်ကစားနိုင်တယ်ပြီးတော့ဒီယာဒီမှာလည်းတပွဲကိုပြတ်မြ1.9ဂိုးလောက်အတွင်းထားပြီးတော့ မန်စီးတီးပြီးရင်တိုက်စစ်အကောင်းဆုံးအသင်းတွေမှာပါတယ်ပြီးတော့ဒီပွဲမှာနက်တိုရဲ့ကြံ့ခိုင်မှုပြဿနာကြောင့်ဒါဒီတောင်မှန်မှာပေါ့နော် ST ဘာကိုထည့်သုံးမလားပေါ့ ST ဘာတို့ကလည်းနိုင်ငံအသင်းမှာရောကလပ်အသင်းမှာရောတော်တော်လေးကိုယုံကြည်မှုမြင်မာပြီးတော့အရွယ်နဲ့မလောက်အောင်ကိုတိုးတက်မှုတော့အများများဆန်ဆန်နဲ့တိုးတက်နေဆိုသူ့ကိုတော့သုံးလာမလားပေါ့နော်ဘယ်ချမ်းမှာဆိုလဲခနာချိုကဒီပွဲမှာသူ့ရဲ့ပရီးမီးယားလိပွဲတရာမြောက်အနေနဲ့ဝင်ရောက်ကစားမယ်အထောင်တိုက်စစ်နေရာမှာဒီလက်ဆိုဒီလက်ပါလာရင်ဂျော်ဘတ်ထူကသူ့ရဲ့စိတ်ကြိုက်ဒီ ခွင့်လက်ကနေနောက်ချန်တိုက်စစ်ပုံစံမျိုးနဲ့လိုက်ပြီး link man ပုံစံမျိုးချိန်မယ်လိုရရင်တိုက်စစ်ကိုပြန်တက်ထောက်မယ်ဆိုပိုအဆင်ပြေတယ်ခွင့်လက်မှာလည်းကိုင်စီရိုနဲ့ဒီဘက်မှာအန်ဆိုဖစ်ဖြစ်လာပြီဆိုအန်ဆိုနဲ့ကိုင်စီရိုဆိုတေချာပေါက်ပြန်ဘက်ခွင့်လက်ကိုအချိန်ကစားချိန်ကြာလာနေမြလွမ်းမိုးသွားမှာပဲဆိုအများကြီးပြောစရာမရှိဘူးတခုပဲခန်စစ်ကတော့သူတို့ရဲ့ပုံစံတိုင်းပေါ့နော်ခန်စစ်မှာတော့တည်ငြိမ်မှုအားနည်းတဲ့အပိုင်းလေးတွေရှိနေသေးတယ်ဒီခန်စစ်ကလည်းတစ်ဖက်ရဲ့တိုက်စစ်ကိုသူတို့ဘယ်လောက်ထိတည်တည်ငြိမ်နဲ့ထိန်းချုပ်နိုင်မလားဘယ်အချမ်းမှာဆိုရင်ကိုကိုရီးယားလားညီလေးပြောသလိုခွင့်လက်နဲ့ပူးပေါင်းပြီးတော့ကောင်းကောင်းကစားနိုင်တယ် ရီစဂျင်းကလည်းအလားတူပဲလိုအပ်ရင်ကွင်းလယ်မှာတက်ကစားနိုင်တယ်ဆိုတော့သိပ်ပြဿနာမရှိဘူးဒီခန်စစ်သားတို့တိတိချာချာလေးအမှားပြင်းနေအောင်ကစားနိုင်မှာဆိုရင်ချက်စစ်တွေဒီဘက်ကအခွင့်အရေးအပြည့်အဝရှိတဲ့ဘက်လို့ကွာထင်တယ်ဟုတ်ကဲ့ပါအဲ့တော့ဟိုဟိုအခုဒီဘန်လီနဲ့ကစားရမယ်ပေါ့လေဒါပွဲကတော့ကျွန်တော်ခံမှန်းကြည့်လိုက်ရင်လွယ်တယ်ချက်စီကဘောလုံးတွေကင်ထားမယ်ဒီဘန်လီကိုတဖြည်းဖြည်းနဲ့စိတ်ပိုင်းဆိုင်ရာအရာဒီ PR တွေပေးပြီးတော့သူဒီကွင်းကိုဒီဘန်လီသင်းရဲ့ကွင်းဘက်မှာတွားပြီးတော့စိုးမိုးပြီးဒေါမနက်လုပ်ပြီးတော့ကစားမယ်ပေါ့လေဒါမဲ့တစ်ဖက်ကဘန်လီကလည်းအဲ့လိုပဲသူကပေးကင်မှာပဲဒီသူတို့ကဒီ behind the ball ပေါ့နော်ဒီဘောလုံးရဲ့နောက်မှာပဲ17ယောက်သုံးမဟုတ်10ယောက်လောက်ကစားတဲ့အသင်းဆိုတော့ဒီလိုပုံစံနဲ့ချက်စီဒီမအောင်မြင်ဘူးပေါ့လေတကယ်တော့ဒီ NATO ကြက်ခိုင်မပြေပါဘူးဒီ ST bounce ဆိုလဲဒါဘရာဇီးနဲ့ဘရာဇီးနဲ့ပြီးခဲ့တဲ့မနေ့ကပေါ့တူနီးရှားနဲ့မနေ့ကသူတို့ကစားတူနီးရှားနဲ့ကစားခဲ့တဲ့ပွဲမှာဒါပွဲချိန်ပြီးကစားခဲ့တဲ့ကစားသမားဆိုတော့ဒီပွဲပတ်မှုလေးရောရှိနေမလားပေါ့လေဒါဒီဒါတို့ချက်စဉ်းစားတကယ်လို့ဒီ ပွဲချင်းကြလာမြဒီဗန်လီရဲ့ခံစက်ကိုပထိုးဖောက်နိုင်ခဲ့ဦးဆိုရင်တိုက်စစ်မှု2ရောက်အခင်းချင်းကိုသူသုံးဖို့ရှိလာဒါလေးကိုလည်းသုံးသက်ပေးပါအောင်ဒီလီယန်ဘီလော့ကလည်းဒါပွဲပဲပြည်တယ်လည်းလොမြောက်လာပြီဆိုတော့လေဒါလေးကိုလည်းကိုစိုးကြီးတစ်ချက်လောက်သုံးသက်ပေးပါအောင်ဟုတ်ကဲ့ပါဒါသူတို့ရဲ့ပုံစံကတော့ချက်စီကဒါညီလေးလည်းပြောခဲ့တယ်အကိုလည်းဒါယူဆထားတယ်လို့ပဲဘောလုံးကင်ထားပြီးတော့တဖြည်းဖြည်းချင်းပြိုင်ဘက်ကို dominate လုပ်သွားမယ်ဆိုတော့လောလောဆယ်ဒီဒါဒီလက်နဲ့ဂျော်ဘတ်ရိုနောက်ချန်ပုံစံမျိုးနဲ့သွားတာကအသင့်တော်ဆုံးလို့ထင်တယ်အဲ့ net တော့မပါဆိုတဲ့တစ်ချက်လောက်ပဲစဉ်းစားမှာကျန်တာကတော့သူတို့သွားခြင်းနဲ့ ပုံစံတိုင်းပဲဝင်သွားလိမ့်မယ်ပြီးတော့တခုရှိတာဗန်လေးကဒီယာဒီမှာစက်တပွဲကစားထားမှာကိုပေါ့ပြိုင်ဘက်ကိုပေါ့ကိုကန်သွင်းချက်ကတာအချိန်90ပဲရှိတာသူတို့ကိုပြန်ပြီးတော့ပြိုင်ဘက်ကဖီယာဘေးကန်သွင်းမှုကအချိန်190ကျော်ဆိုတော့အချိန်100ကျော်တော့သူတို့ထပ်ပို့ပြီးပြိုင်ဘက်ကိုခွင့်ပြုပေးထားတယ် expected goal ကလည်းဗန်လေးကဒီဒီယာဒီမှာ8.3ပဲရှိတယ်ပြိုင်ဘက်ကသူတို့အချိန်ပေါင်း24ကျင်လောက်ထားတာသုံးစားလောက်ခွင့်ပြုထားတယ်ဆိုတော့တော်တော်လေးကိုအားနေတဲ့အနေထားမှာရှိနေတယ်ပြီးတော့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိ30ပွဲမှာဆိုရင်ဗန်လေးက clean sheet က နှစ်ပွဲပဲရထားတယ်အဲ့ဒီ30ပွဲမှာတပွဲကိုအနည်းဆုံးပြန်ပြန်2ဂိုးလောက်ပေးထားတယ်64ဂိုးလောက်ပေးထားဆိုသူတို့ရဲ့လက်ရှိခံစစ်ကစားပုံကပြီးခဲ့နှစ်ကချန်ပီယံရှစ် level မှာဟုတ်တယ်ဒါပေမဲ့ပရီးမီးယားလိ level မှာတော့လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတော့ Chelsea တိုက်စစ်ကိုထိန်းချုပ်ဖို့ဆိုတာတော့တော်တော်လေးကိုခက်ခဲနေတဲ့ရုံးကန်မှာတင်ဟုတ်ကဲ့ပါကိုစိုးကြီးအဲ့တော့ဒီ ဘန်လီနဲ့ချက်စီကစားခဲ့တဲ့အခါလာမဲ့အခါမှာပေါ့နော်ဒီဘန်လီဘက်ကရောဒါချက်စီကိုဂိုးသွင်းနိုင်ဖို့ဆိုရင်ဒါကျိန်းတည်ရဲဒါကောင်တာအတက်နဲ့ပဲဒီ transition နဲ့ပဲသွားရမယ်ဒီ transition နဲ့အတွက်ဆိုဒီနောက်ပိုင်းမှာဒီဥကိုချူကူကဒီတိုက်ဆက်ကိုတော်တော်လေးလိုက်ပါကစားရတယ်ဒီအန်တိုနီအမြန်နှုံးရှိမယ်တိုက်ဆက်မှာတော့ဒါအဆုံးသက်လေးကောင်းတယ်လို့ပြောလို့ရတယ်ဖလာမင်ရှိနေမယ်ပေါ့နော်ဒီလိုလေးပဲရှိနေမှာဟုတ်ပါတယ်ဒီအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုစိုးကြီးပါများဖြည့်ဆွတ်ပြောခြင်းတွေရှိသေးလဲမသိဘူးခင်ဗျာဒီပွဲကချက်စီအတွက်ဒါအကိုတို့ဒီအားလေးအစအပြိုးလေးမှာပြောခဲ့တယ်လို့ဒီပွဲနိုင်ထားခဲ့မယ်ဆိုရင်ဘာပဲပေါ့အပေါ်အသင်းကို ဖိအားပေးခွင့်ရမယ်ပြီးတော့ကိုကိုတိုင်လည်းယုံကြည်မှုတည်ဆောက်ပြီးသားဖြစ်မယ်လာမယ့်ချန်ပီယံလိဘွဲရဲ့အတွက်လည်းသူတို့အသင့်ဖြစ်နေမယ်ဆိုဒီဘွဲကတကယ်ကိုအရေးကြီးတယ်မနစ်တဲကဒါနီးပြမာရတ်စကာကတော့သူ့အသင်ပုံစံကောင်းပြပြီးတော့အမှတ်ပေးစရာထိပ်ပိုင်းကအသင်နေနဲ့အမှတ်ကွာချက်အများကြီးရော့ချလာတဲ့အနေအထားဒီသူကသူ့အသင်ကတိုက်တယ်ရီဆဲမှာဒီချင်းချောက်နေတဲ့အသင်မဟုတ်ပါဘူးဆိုတော့သူကအသင်ကိုအများကြီးကပါလို့ပဲဒီနှစ်မှာလည်းချက်စီနဲ့ပတ်သက်ရင်အဂိုရိုလိုဒီဘောလုံးဝေဗန်သူတွေရောပိတ်သက်တွေရောသူတို့တိုက်တယ်ရစ်စမှာတော့လုံးဝမထည့်ထားဘူး။ဒါပေမဲ့တဖြည်းဖြည်းနဲ့မှန်မှန်လေးနဲ့တိုးတက်နေတယ်ဆိုတာကိုမြင်လာရတယ်။ ဒီချက်ကပဲဒီနေ့ပွဲစဉ်မှာသူတို့ယုံကြည်မှုအပြည့်နဲ့ဒါပြိုင်ဘက်ဖန်လေးကိုကောင်းကောင်းစုမိုးပြီးတော့အချိန်တန်သူတို့လိုချင်တဲ့ရလဒ်တခုကိုယူသွားမယ်လို့ကတော့ထင်ပါတယ်။ဟုတ်ကဲ့ပါကိုစိုးကြီးအခုလိုမျိုးဒါဗန်လီနဲ့ချက်စင်းပွဲနဲ့ပတ်သက်ပြီးတော့ပြပြေစုံလေးတုံ့တက်ပေးသွားတယ်ကိုစိုးကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဆော့ကောက်ပိတ်သက်အားလုံးလည်းကျွန်တော်တို့ရဲ့တုံ့တက်မှုကိုကျေနပ်လိုက်ကြမယ်လို့ထင်ပါတယ်ခင်ဗျာ။